ဟိုလူငယ်ဆိုတော့လေလူငယ်လက်ရောက်နားလည်မှုလေးနည်းနည်းလွဲသွားတဲ့အခိုက်တန့်ပေါ့နော်အဟိုကျွန်တော်တို့ဒီဟိုဘလုံးစားဟိုကံမယ်ဆိုတဲ့ကကျွန်တော်တို့အိမ်မက40အိမ်မက်ပဲလေဟွန်းဟိုမှာကျွန်တော်ဟိုမှာကဟိုဘယ်လိုမလဲပွဲပြီးွားပေါ့နော်ပွဲပြီးွားတဲ့ခါကျတော့ကျွန်တော်တို့ကတို့ကရှစ်လပိုင်းမှာပြန်စတာဟိုရှစ်လမှာပြန်စတဲ့ခါကျတော့ဟိုဟိုမှာလည်းဟိုဘယ်လိုပြောမလဲဒီတိုင်းနားမယ်စာဒီမှာကျတော့ဘယ်လိုပြောပြထွင်းနေမပြတ်တော့ဘူးအဲအဲ့နဲ့ကျွန်တော်ဒီဘက်ကိုခဏပြန်ရောက်လာ ဆက်ဘာဘယ်လိုပြောမလဲပုံမှားတော့ကစားရတာကြတော့ပါဝါဂိမ်းပေါ့နော်ပါဝါဂိမ်းဆိုတော့ဟိုပြောရမယ်တောက်လျှောက်ဟို run တောက်လျှောက်ဟိုအဖြစ်ဟိုဟို speed လဲတုံးရတာပေါ့နော်ကျွန်တော်ဒီမှာကြတော့ဘယ်လိုပြောမလဲဒီမှာကြတော့နားလည်မှုရှိရှိနဲ့ကစားရင်ပွဲတိုင်းကျွန်တော်တို့အနိုင်ဟိုရမလို့မျောလင်းတာပေါ့နော်ဘာလို့ကျွန်တော်နှစ်ပွဲကစားတဲ့အချိန်မှာကြီးလိုက်တဲ့အခါကျတော့ဟိုဘယ်လိုပြောမလဲ ဟိုတခြားသင်းတွေကိုတော့ဘာလို့မျိုးပြောတာမဟုတ်ဘူး power လိုသေးတာပေါ့နော် power လိုသေးရင်နောက်ပြန်ဟိုဘလို့ဘလုံးအမြင်ပေါ့နော်အဲအဲ့ဒါတွေကလိုအပ်သေးတယ်တော့ထင်တယ်အဲအဲ့ဒါတော့ကျွန်တော်ပထမတော့ကျွန်တော်လက်ဘက်ပေါ့နော်လက်ဘက်လက်ဘက်ကနေပြီးတော့အဲစပြီးတော့ကျွန်တော်ဟိုနည်းနည်း train ပြတယ်နောက်ပိုင်းကျတော့ဆယ်ကြီလွန်ကအဲလက်ဘက်မကစားနဲ့တော့အဲ့မှာကျန်တဲ့ငချင်းဟိုအိန္ဒိယဆိုအိန္ဒိယဆိုအဲ့ချိန်မှာလက်ဘက်ကစားလက်ဘက်ကစားတော့အဲကျွန်တော်လက်မဖြေကစားမယ်ဆိုပြီးတော့ကစားရင်ကစားရင်ကစားရင်နဲ့ ဟိုလည်းကြာလဲကျွန်တော်ဆက်ကြည့်ကျွန်တော်အဲ့လိုမျိုးဟိုလက်မစီတုံးလိုက်တာအမေပြီးတုံးလိုက်တော့ဒီကျွန်တော်ဟိုဘယ်လိုများအဖွဲစည်းပေါ့ကျွန်တော်အဖွဲစည်းကအရန်ကောင်းတဲ့ခါကျတော့အဲတငယ်ချင်းတွေကစပုတ်ပေးတယ်စပုတ်ပေးတဲ့ခါကျတော့ကျွန်တော်ဒီလိုမျိုး goal score ဟိုအများဆုံး goal တွင်တဲ့ဟိုပလေယာဖြစ်လာတာပေါ့အခက်အခဲဆုံးအချိန်ကတော့ကျွန်တော်2016ပြအဲနေမကောင်းဖြစ်တာပေါ့နော်နေမကောင်းဖြစ်တဲ့ချိန်ကတော့အခက်အခဲဆုံးပေါ့ဒါပေမဲ့အဲဘလိုပဲဖြစ်ဖြစ်ဟိုအဲ့ချိန်တော့ဆိုရင်နည်းနည်းလေး jogging ပြေးနေအောင်မှတာမောတယ်ပေါ့နော် အဲကြော်ဖြတ်ခဲ့ရတော့တော်တော်လေးကြော်ဖြတ်ခဲ့ရတယ်ဟိုစိတ်သက်ပါကြာသွားတဲ့အခြေအနေရှိတယ်ဗောနော်ဒါပေမဲ့လည်းအော်ကိုကဟိုဒီအလုံးနဲ့ပဲကိုကရှင်းဆက်မှာဆိုတော့ကိုကကိုပဲပြန်ထားတယ်ဗောနော်ဟိုကိုကကိုပဲစိတ်စဉ်းစားခိုင်ပြီးတော့ပဲအာငါဒီလိုနေလို့မဖြစ်ဘူးနော်ဟိုငါအကောင်းဆုံးလုံမှဖြစ်မယ်ဆိုပြီးတော့ကိုကကိုအမနဲ့တိုင်းထားပြီးတော့လှုပ်တယ်နောက်ကျဒီအရာကြီးကိုလည်းဟိုနောက်ထပ်ထပ်မဖြစ်ချင်တော့ဘူး ဖြစ်ဖြစ်နေတဲ့အတွက်ကျွန်တော်အကောင်းဆုံးပြန်စူးစမ်းတယ်ကိုယ့်ကိုပဲဟိုဘယ်လိုရောမလဲခွန်အားတွေပေးပြီးတော့ပဲပြန်ပြီးတော့ဟိုရုံထားခဲ့တာပေါ့အဲဒါကတော့ကျွန်တော်ကတော့အရင်အရင်တည်းကကျွန်တော်တို့ကဟိုဘယ်လိုရောမလဲကျွန်တော်တို့ဗာမြောက်မြောက်ကလာမှာဆိုတော့ကျွန်တော်ရက်ွက်ရက်ွက်ပေါ့နော်ရက်ွက်ဆိုတော့ကျွန်တော်တို့ကအဲကျွန်တော်တို့နေတဲ့နေရာမှာတော့ကွင်းမရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့အဲဟိုຈັງກင်းຊູဆိုແລ້ວອ້າຍມາກວင်းຊີແດ່ອ້າຍມາກວင်းຊີတော့ບໍລົງກວင်းဆိုແລ້ວດີລົມກວင်းတော့ບໍ່ເຮົາບໍ່ແຕກວင်းແຕກວင်းມາ ဒီဇိုင်းဟိုဘယ်လိုမလဲအုတ်ဉာဏ်ကြီးရှိတယ်ကျွန်တော်အဲအုတ်ဉာဏ်မှာငငယ်လေးတွေကအဲ့လိုမျိုးသေးသေးလေးတွေကအဲ့လိုနှစ်ထပ်ပေါ်လုံးယူပြီးတော့အဲ့လိုအများနဲ့တော်တော်ကန်နေအဲ့လိုမျိုးထမင်းစားချိန်တွေပါရည်လဲတိတ်ပြီးတော့မရှိတော့ဘူးတစ်ချိန်လုံးအဲ့ဒါပဲတော်တော်ကန်နေအဲ့လိုကန်ကန်ကန်နေနေပဲအဲဒီဒီလိုမျိုးဖြစ်လာတာပေါ့အာကျွန်တော်ကျွန်တော်အာနေချက်ကတော့ဟိုကျွန်တော်လူများအဲ့လိုမျိုးအဲ့လိုမျိုးဟိုလိန်နာခောက်တာကျွန်တော်ကဟိုဘယ်လိုမှမတိတ်ပြီးတော့မကျွမ်းကျင်ဘူးပေါ့နော်ဒါပေမဲ့ကျွမ်းကျင်တဲ့အပိုင်းကျတော့ ကျွန်တော်ပြေးမယ်ကျွန်တော်ခရော့တင်မယ်စားကြံကျွန်တော်ကန်လို့ရရင်ကျွန်တော်ကန်မယ်နောက်ကြံကျွန်တော်အဲဂိုးရှူလို့မရဘူးဆိုရင်ကျွန်တော်ဖန်တီးပေးမယ်ပေါ့ဟိုဒါတော့ကျွန်တော်ရဲ့ဒီဟိုဘယ်လိုကျွမ်းကျင်ရပါကျွန်တော်အဲဆွမ်းနာကိုပြောသလိုပဲကျွန်တော်ဒိန်းနာခောက်တာတော့ကျွန်တော်သိမ့်မကြောင်းဒါပေမဲ့ကျွန်တော်အဲ့ဒီအားနဲ့ကြောက်တော့ကျွန်တော် အကောင်းဆုံးတော့ပြန်လုံနေပါတော့အော်မပါပြတာတော့ဒီလိုဘယ်လိုပြောမလဲနည်းနည်းလေးပေါ့ဟိုလူငယ်ဆိုတော့လေလူငယ်အလေးရောက်နားလည်မှုလေးနည်းနည်းလွဲသွားတဲ့အခိုက်တန့်ပေါ့နော်အဲအားအကြောင်းလည်းမပါပြတာပါ အမ်ဟိုဘလို့မသူတို့ဘက်ကတော့အဲ့လိုမျိုးပြန်ရွေးလာနေဆိုရင်တော့ကျွန်တော်တို့ပြန်ကစားမှာပေါ့နော်။ဘာလို့လဲကျွန်တော်တို့ကိုယ်တိုင်ကလည်းဟိုဘလို့မလဲလေယဉ်ဖြစ်ချင်းနေတာလေဟိုးရင်နေရပဲ။ဟိုကံပြူးလို့ပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့ဒီဟိုဘလုံးစဟိုကံမယ်ဆိုတဲ့ကကျွန်တော်တို့အိမ်မက40အိမ်မက်ပဲလေ။ဟိုပြန်ခေါ်မယ်ဆိုတော့ကျွန်တော်ပြန်ကံမှာပေါ့နော်။ဒါပေမဲ့သူတို့ဘက်ကကျွန်တော်မှလိုအပ်ချက်တွေရှိနေသေးတယ်ဆိုရင်တော့လေအာမခွန်းတော့မကံဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်ဒီရောက်နေတဲ့ဟိုဘယ်အသင်းမှာပဲပြအများနဲ့စူးစမ်းပါပေါ့နော်။ အဟိုဘယ်လိုမလဲကျွန်တော်ရောက်လာတဲ့ဟိုအချိန်မှာတော့ချစ်ချင်တာတော့ချန်ပီယံပဲပေါ့နော်ဟိုလိဂ်အချန်ပီယံပဲပေါ့နော်ချန်ပီယံဖြစ်ချင်တယ်အဲ့ဒီဟိုဖြစ်ချင်တဲ့အတွက်လည်းကျွန်တော်ရခိုင်အောင်ရောက်လာတယ်ဒါပေမဲ့ဘယ်လိုပြောမလဲအကောင်းဆုံးကြိုးစားမှပဲရမှာလေဒီတိုင်းဟိုပါးစပ်နဲ့ပြောလို့မှမရလားဟုတ်ကဲ့ပါကျွန်တော်ဟိုဘယ်လိုပြောမလဲဟိုးအရင်တည်းကနေပြီးတော့အခုချိန်ဒီဟိုဘယ်လိုပြောမလဲအများနဲ့အပိနေရပိတ်သက်ယူလဲတကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဟိုဘယ်လိုမလဲအကောင်းဆုံးကြိုးစားနေပါတယ်ဟိုတကယ်လို့ လေးစင်မှာဟိုဆရာတွေပြန်ရွေးခဲ့မှာဆိုရင်တော့ကျွန်တော်အကောင်းဆုံးပြန်ကံပါပါအဲ့ကြိုင်လည်းပြည့်တဲ့တယ်ကျွန်တော်အားပေးပါအောင်လို့ပဲကျွန်တော်ပြောချင်ပါတယ်